ဂါဇာကမ်းမြောင်ဒေသမှာအင်အားအလုံးအင်းနဲ့ဆစ်ဆင်ရေးတွေကိုပြန်ဆနေပြီလို့ Israel စစ်တပ် IDF ကကြေညာခဲ့ပါတယ်။လက်ရှိအခြေအနေအရဂါဇာမှာ IDF နဲ့ Palestine ပြောက်ကြားတပ်ဖွဲ့ Hamas တို့ကြားအပြစ်အခတ်ရက်စဲထားမှုကသဘောတူညီမှုပြတ်သုံးသွားပြီလို့ယုံကြည်ရတဲ့အခြေအနေလည်းဖြစ်လာပါတယ်။ Telegram မှာ IDF က March 18ရက်နေ့မနက်ပိုင်းကြေညာချက်တစ်ခုထုတ်ပြန်တဲ့အခါဂါဇာကမ်းမြောင်ဒေသတွေကအကြမ်းဖက်အဖွဲ့ ဟာမတ်စ်နဲ့သက်ဆိုင်တဲ့အကြမ်းဖက်ပစ်မှတ်တွေကိုအင်အားသုံးပြီးကြဲကြဲပြန့်ပြန့်တိုက်ခိုက်နေတယ်လို့ဖော်ပြထားပါတယ်။စစ်စင်ရေးတွေကိုလှုပ်ဆောင်နေဆဲဖြစ်ပြီးအသေးစိတ်အချက်အလက်တွေကိုနောက်ပိုင်းမှာဆက်လက်ထုတ်ပြန်မယ်လို့ IDF ကဆိုပါတယ်။ Israel ဝန်ကြီးချုပ် Benjamin Netanyahu ကဂါဇာမှာရှိတဲ့ဟာမတ်စ်တွေကိုပြင်းပြင်းထန်ထန်အရေးယူဖို့သူကိုယ်တိုင် IDF ကိုဓာတ်ရိုက်အမိန့်ပေးညွှန်ကြားခဲ့တယ်လို့ပြောပါတယ်။ဟာမတ်စ်တွေဟာဖမ်းဆီးထားတဲ့ Israel တစားကန်တွေကိုလွှတ်ပေးဖို့ညှဉ်းဆဲနေပြီး အပြစ်အခတ်ရက်စဲရေးနောက်တဆင့်လှုပ်ဆောင်ဖို့အဆိုပြုချက်အားလုံးကိုပယ်ချနေတဲ့နောက်အစ္စရေးဘက်ကအခုလိုအကြမ်းနည်းနဲ့တုံ့ပြန်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့နေတညာဟုကပြောပါတယ်။အခုအချိန်ကစလို့အစ္စရေးဟာဟာမတ်တွေကိုစစ်အင်အားသုံးပြီးတိုက်ခိုက်တော့မှာဖြစ်တယ်လို့လည်းဝန်ကြီးချုပ်ယုံကြေညာချက်ထဲမှာဖော်ပြထားပါတယ်။ Hamas အဖွဲ့ရဲ့ထိတ်တန့်အရာရှိတဦးကလည်းလက်ရှိအခြေအနေအရ Israel ဟာအပြစ်ခတ်ရစရေးသဘောတူညီချက်ကိုတစ်ဖက်သက်ချိုးဖောက်ဖျက်ဆီးလိုက်ပြီလို့သတ်မှတ်နိုင်ကြောင်းပြောကြားခဲ့ပါတယ်။ ပြီးတော့နေတန်ယာဟုရဲ့လောက်ရက်ကဟာမတ်တွေထိမ့်သိမ်းထားတဲ့လက်ကျန်အစ္စရေးတစားကန်တွေကိုဘလူကန်ကြမမျိုးမှမသိတဲ့အခြေအနေစီတွန်းပို့လိုက်တဲ့သဘောပဲလို့အဲ့ဒီအရာရှိကဆိုပါတယ်။ပါလက်စတိုင်းလူထုအခြေပြုအရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့အစည်းတွေကဂါဇာမှာအနည်းဆုံး၄ချောင်းတိုက်ခိုက်မှု35ကြိမ်လောက်နာယီပိုင်းအတွင်းမှာဖြစ်ပွားခဲ့ပြီးကလေးတွေအပါအဝင်လူ40ထပ်မံနေသိမ်းဆုံးခဲ့တယ်လို့150ကျော်ဒဏ်ရာရခဲ့တယ်လို့ပြောကြားသွားပါတယ်။ ပြီးခဲ့တဲ့ January 16ရက်နေ့ကစတင်တဲ့အပြစ်ခတ်ရက်စရည်သဘောတူညီမှုအဆင့်3ခုကိုဘလို့အကောင့်ထဲဖော်မလဲဆိုတာ Hamas နဲ့ Israel ကြားဆွေးနွေးမှုတွေအဆင့်မပြေရာကတင်းမာမှုတွေပြန်လည်မြင့်တက်လာခဲ့ပါတယ်။အဲ့ဒီအပြစ်ရဲ့သဘောတူညီမှုရဲ့ပထမအဆင့်က March 1ရက်နေ့မှာတက်တန်းကုံဆုံးခဲ့ပြီးဒုတိယအဆင့်အစီအမံတွေကိုညှိမရဖြစ်နေခဲ့တာပါ။ American ကကြောထောက်နောက်ခံပေးထားတဲ့ Arab နိုင်ငံတွေကလည်း ဂျာဝင်ညှိပေးဖို့ကြိုးစားခဲ့ပေမဲ့ပြီးခဲ့တဲ့နှစ်ပတ်အတွင်းအစ္စရေးနဲ့ဟာမတ်စ်ကြားမှာအဆင်ပြေစေမဲ့လမ်းကြောင်းမျိုးဖန်တီးပေးနိုင်ဖို့ရုံးကန်ခဲ့ကြရပါတယ်ရှင်။